ဟုတ်ပြီဆိုအားလုံးပဲမင်္ဂလာပါနော်ဒီခါကျကျွန်တော်တို့ CSS button အကြောင်းလေးပြောမယ်ပေါ့ဒီခါ CSS link ကျွန်တော်အရင်အရင်ဗီဒီယိုမှာသင်သေးတယ်ပေါ့နော်သင်တော့ဒီမှာဒီရလေးတွေထည့်မှပြောလိုက်ရအောင်ဆိုတော့ဒီလိုပုံစံလေးတွေဘယ်လိုဖန်တီးမလဲပေါ့နော်အဲ့ဒါလေးတစ်ချက်ပြောပြပါမယ်ဆိုတော့ကျွန်တော် CSS button လေးကိုသွားလိုက်ကြမယ်ပေါ့သွားလိုက်ကြမယ်ဆိုတော့ဒီမှာအာကျွန်တော် CSS ငါကိုတုံးထားတဲ့ CSS တွေဖြတ်လိုက်ပါမယ် ထရားရေးလည်းဖြတ်လိုက်ပါမယ်အဲဘတ်တန်တစ်ခုသုံးမယ်ဆိုလို့ရှိရင်ငါတို့ကဒီမှာဘတ်တန်ဆိုတဲ့ဒီမှာ element ပေါ့နော် ATM element my button ဆိုပြီးတော့ my button one button ဆိုပြီးတော့အာ sorry my btn ဆိုပြီးတော့ရေးလိုက်မယ်ရေးပြီးတော့ဘယ်လိုလုပ်လိုက်မလဲအဲဒီမှာ refresh လုပ်ကြည့်လိုက် my button ဆိုတဲ့ button လေးတစ်ခုရလာတယ်အဲ့မှာကြည့်ကြည့်လိုက် ပတ်တန်လို့ပြောလိုက်တာနဲ့ဒီကောင်ရဲ့ origin တွေကဘယ်လိုဖြစ်နေလဲတခါတည်း background color တွေလည်းသတ်မှတ်ပြီးသားဖြစ်နေတယ် border တွေလည်းသတ်မှတ်ပြီးသားဖြစ်နေတယ်တွေ့လားဒီမှာ border လေးမချဲ့ကြည့်လိုက်ဒီမှာ border တွေလည်းပေါင်းနေတယ် background color လည်းဟိုဟာဘွားရောင်လေးဖြစ်နေတယ်ဟုတ်လားမိခိုးရောင်လေးဖြစ်နေတယ်အဲ့ပြောချင်တာ ATM တခါတည်းသတ်မှတ်ပြီးသားဖြစ်နေတယ် pattern ဆိုတာ ਨੇ ပေါ့နော်အဲ့တော့အဲ့ကောင်လေးကိုတော့ color လေးကိုစိတ်ကြိုက် color လေးပြောချင်တယ်ဆိုရင် clap PTN ဆိုပြီးငါတို့က PTN ဆိုတဲ့ class လေးတခုဖန်တီးလိုက်အဲ့ဒီမှာ PTN ဆိုတဲ့ class လေးတခုကိုရှင်းလိုက်ကြတာပေါ့အဲ့တော့ဒီမှာဒီ CSS လေးကိုလေကိုကနှစ်ခုခွဲခြင်းဒီလိုခွဲလို့ရတယ်ဒီမှာနော်ဒီနားလေးမှာဟုတ်လား secondary bar ဆိုတာတွေ့လားအဲ့လိုခွဲလိုက်မယ်ဆိုလို့ရှိရင် secondary bar မဟုတ်ဘူးနဲ့တော့ဒီကောင်ဒီကောင်ဖြစ်လိမ့်မယ်နော်ဒီဘက်ကဟာ okay working okay. အဲဘလို့ဘလို့ဖြစ်သွားတယ်အော်ဒီယာနဲ့တူတယ်နော်ပြန်လှုပ်ကြည့်လိုက်မယ်အဲ့ဒီမှာ CSS Okay ဒီမှာ CSS ကိုရွေးလိုက်တယ်ပြီးတော့ဒီယာနဲ့ကြည့်လိုက်အော်ဒီဘက်နော် CSS ဒီဘက်မှာရောက်လာနော်ဒီဘက်က HTML ပေါ့အဲ့တော့ဒီဘက်က HTML ဒီဘက်က CSS ပေါ့နော်အဲ့တော့ဟုတ်ပြီဒီ PDN လေးကိုငါတို့ဒီမှာခေါ်လိုက်မယ် and .pdn ပေါ့ Okay အဓိကဒီဒီထက်မှာရေးရတယ်အတူတူပဲနော် ဒီဘက်မှာမရေးချင်လို့အတို့ကဒီဘက်မှာလာရေးတာပေါ့နော်နှစ်ခုတစ်ပြိုင်နဲ့ရှင်းရေးလို့လည်းရတယ်ပြောချင်တာလေ Okay ဆိုတော့ဒီဘက်ရှင်းလိုက်မယ် PDF အဲ့ PDF ထဲမှာဘာထည့်မှာလဲ background color background color ဒီပွဲဆိုင်ဒီ white ဆိုပြီးထည့်ကြည့်လိုက် okay ပါထူးကြသွားလဲကြည့်အောင်အဲဒီမှာစောင်းနှက်ကမိခိုးရောင်လေးရာရှိသေးလားမရှိတော့တွေ့လားဒါပေမဲ့ तू က border ပါဖြစ်နေဘာဖြစ်နေလဲเนาะဟုတ်တယ်เนา ေါ်တာပါနေတယ်နော်ဒီမှာတမမီးခူးရောင်လေးပါနေအဲ့တော့ထားပါတော့ဒီမှာ background color ကိုငါတို့ကဒီ css ထဲမှာ comment တွေပါရယ်ပေးလို့ရတယ်နော်ဥပမာထားချင်တာဒါဆိုသေးတဲ့ background color ပေါ့နော် pack ဘာညာပေါ့ background color ဆိုပြီးငါတို့ရေးပြီးတော့ဘယ်လိုလုပ်လို့ရလဲ comment ပေးခြင်းရင်ဒီလိုပေးလို့ရတယ်နော်ဒီမှာ control ရယ် forward select ပေးလိုက်ဒီမျိုးလေးပေါ့နော် select star star select ဆိုပြီးပေးပြီးတော့ဒီမှာ comment တွေပေးလို့ရတယ်နော် ဒါကြောင့်နှုံးလေးထည့်ပြထားပါ comment ရပါကြောင့်သုံးတာလဲဆိုတော့ကျွန်တော်အဲပြောစရာမလိုတော့တော့ဘူးထင်ပါတယ်နော် ATM ပိုင်းတော့လည်းပြောခဲ့ပြီဆိုတော့ okay ဆိုတော့ background color ကိုပဲကျွန်တော်တို့ပိတ်လိုက်မယ်ဆိုရင်ဘယ်လိုပိတ်မလဲ star star select star ဘက်က star select ဒီကောင်ကိုပိတ်လိုက်မယ်ဗျာပိတ်လိုက်မယ်ဆိုရင်ဘယ်လိုဖြစ်သွားမလဲသူကဒီလိုမျိုးလေးဖြစ်နေမှာပေါ့အဲ့တော့ဒီ border ကိုဖြောက်လိုက်မယ် border ကိုဖြောက်လိုက်မယ်ဆိုရင်ရော BOR တီးရပေါ်တာပေါ်တာကိုနန်းလို့ပေးလိုက်ပေါ်တာကိုနန်းလို့ပေးလိုက်တော့ဘယ်လိုဖြစ်နေမလဲဒီမှာမိခိုးရောင် background လေးပါလာတွေ့လားအဲ့မိခိုးရောင် background ကိုငါတို့ဆောင်းနှက်ကအဖြစ်ရောင်လေးနဲ့ပြန်အစသွင်းလိုက်မယ်ဆိုတော့ဒီကောက်ကိုပြန်ခေါ်ပြီးတော့ control power ဆက်လက်ပြန်ပြီးတော့ပေါ်လိုက်မယ်ပေါ်ပြီးတော့ပြန်ကြည့်လိုက်မယ်ဆိုရင်ဒီမှာအဲ my btn ဆိုပြီးတော့စသီးတန်ပဲပေါ်လာတော့တယ်ဟုတ်လားစသီးတန်ပဲဖြစ်သွားတော့တယ်သူ့ရဲ့ငကို original အတိုင်းမဟုတ်တော့ဘူးပေါ့ ဲ့တော့ပြောချင်တာကကျတော့နည်းနည်းလေးအလုပ်တော့ရှုပ်သွားတယ်ပေါ့ကွာသူ့ရဲ့ background ကိုငါသူ့ရဲ့ pattern ကိုငါတို့ကကိုလိုချင်တဲ့ဟာကိုပြောင်းဖို့အတွက်ဆိုရင် background လည်းပြောင်းရယ် border လည်းပြောင်းရယ်ဒါမှသူကအစအတိုင်းလေးပြန်ရတာပေါ့ဒါပေမဲ့ငါတို့ကအစအတိုင်းလိုချင်တာဟုတ်လားမဟုတ်ဘူးဒီလိုပုံစံလေးလိုချင်တာငါကိုရှိနေတာ border လေးနဲ့အုပ်ထားတဲ့ဟာမျိုးပေါ့နော်အစိမ်းရောက် border လေးနဲ့အုပ်ထားတယ်ပေါ့ဒါဆို1 pixel လောက်ဖြစ်မိနေတူတယ်အဲ့တော့ထားပါတော့ငါတို့1 pixel လောက်နဲ့အုပ်လိုက်မယ်ကွာ အဲ့ဒါဆိုဒီမှာ border နေရာမှာနမ်းပြလို့မရတော့ဘူး border ထားပါ 2BA ပေါ့ 2BA solid green ပေါ့ GREE and green ဆိုပြလိုက် okay အဲ့ဒီမှာဆိုဘလို့ဖြစ်သွားလဲအဲ့ဒီမှာ green ပေါ့နော်ဒါပေမဲ့ဒီကောင်နဲ့ရှင်တော့ဒီကောင်လေးကပိုလာတာပေါ့နော် limit button လို့ရေးတာပေါ့ဟာ limit button ဒီကောင် color လေးပိုလာတယ်အဲ့တော့ဒီမှာငါတို့က ဒါလေးကိုထောက်ပြီးတော့ဒီမှာကိုလိုချင်တဲ့ color လေးကိုဒီမှာပြန်ပြီးတော့ယူကြည့်လိုက်ပေါ့ဒါဆို RGB color လေးရတာပေါ့နော် Okay ဒီမှာဝင်ကြည့်လိုက်မယ်အဲဒီလိုမျိုးလေးရလာဒါပေမဲ့တခုရှိရာ my btn ဆိုတဲ့စာလေးကသိမမှိုက်ဘူးဆောင်းကဘော link button ဆိုပြီးရေးကြည့်လိုက်မယ်နော်ရှေ့ရှေ့လေးဖြစ်သွားအောင် အလားရတဲ့ link button o button okay link button ဒါပေမဲ့ဒီကောင်ကဘယ်လိုဖြစ်နေလဲဒီစာနဲ့ဟိုဟာနဲ့ မကတ်ဘူးပေါ့နော်တမောင်လေးတင်လိုက်မယ်ဆိုရင် background ကဘယ်လိုဖြစ်သွားလဲအပြာဖြစ်သွားတယ် background ကအပြာဖြစ်သွားတယ်နော်အဲ့တော့အဲ့ဒါလေးလုပ်လို့ရတယ်အဲ့တော့ငါတို့ကဘတ်တာပေါ်မှာဘတ်တာပေါ်မှာမောင်လေးတင်လိုက်တယ်ဆိုလို့ရှိရင်ဆိုတော့ button မောက်တင်တာပါလေဟိုပါကော်လံဟိုပါပေါ့နော်မောက်တင်လိုက်တာဟိုပါဟိုပါဖြစ်လို့ရှိရင်ဘာလို့ပါလဲ background ကို background color ကိုငါတို့ကဒီ color လေးပြလိုက်မယ် ဟုတ်လားဒီမှာတုံးထားတဲ့ RGB လေးကိုကောက်ပေးလိုက်ဟုတ်လားဒီမှာပေးလိုက်မယ် Okay ဆိုတော့ဘယ်လိုဖြစ်သွားမလဲချစ်ကြည့်အောင်အဲနှစ်လက်တဲ့ game မှာဒီလိုမျိုးလေးဖြစ်သွားတာ Okay ရတယ်ဒါပေမဲ့ဘာရှိသေးလဲဒီမှာ color အဖြူလေးဖြစ်နေရနော်မနေ့ကမှာအတွင်းရစာအမဲနှိပ်လိုက်တဲ့အချိန်မှာတင်လိုက်တဲ့အချိန်မှာမနေ့သေးဘူးနော်တင်လိုက်တဲ့အချိန်မှာအဖြူလေးဖြစ်နေတယ်ဆိုတော့ဒီကောက်ကိုလည်းတင်လိုက်တဲ့အချိန်မှာ color သူ့ရဲ့ text color ကိုဖြူလေးပေးရမယ် white လေးပေးရပါမယ်အဲ့ဒါဆိုလို့ရှိရင်တော့ဒီလိုလေးရပါပြီเนาะဒါပေမဲ့တစ်ခုရှိရာကတ်လွန်းနေရလို့ထင်ရင်ဒီမှာ pattern လေးပေးလို့ရပါတယ်အဲ့ pattern လေးပေးလိုက်ပါအဲ့ pattern ကိုဒီမှာ h pixel လောက်ပေးလိုက်ပါเนาะ h pixel ဒီမှာလဲငါတို့က pattern h pixel လောက်ပေးလိုက်မယ်အဲ့ဒါဘယ်လိုဖြစ်သွားမလဲကြည့်ရအောင် အဲဒီလိုမျိုးလေးပေါ့နော်ပတ်တင်ဟိုမောက်ကွာငါတို့အပေါ်ကမဖြစ်ဖြစ်နဲ့ပညာဝဲပြီးရင်လည်းရရနော်ပတ်တင် left ကို8ပစ်စပြေးလိုက်ပြီးလို့ရှိရင်ပတ်တင် right ကိုလည်း8ပစ်စပြေးလိုက်ပေါ့အော်ဒီရဟာကိုရှာရှည်ပြင်ပြီးသွားပြန်ပြီအဲ့တော့ပတ်တင်ပါလေအာ sorry ပတ်တင်ပတ်တင် right ကိုလေးယူခြင်းငါတို့က PR လို့ရေးရမယ်တဲ့တူဒီမှာ PR ဆိုရေးလိုက်နော် button right okay HP 80 HP 80 okay ဒီရောက်မှလည်း button နော် button လို့ရေးလိုက်ရင်တော့ဘယ်လိုဖြစ်မှာအကုန်လုံးကိုတက်ရောက်သွားမှာလေအဲ့လိုမျိုးဘလို့ခြင်းကိုရီးယားထားပါတော့ button left ဆို PR လို့ရေးလိုက်မယ် okay HP 80 PR PR button right HP 80ဒါဆိုဘယ်လိုဖြစ်သွားမှာလဲ ရှင်းမျောလေးဖြစ်သွားမှာပေါ့နော်ကြည့်လို့ကောင်းသွားပြီနော်ဒီနောက်ဒီအောက်ဒီဘေးတွေရပဲဘယ်လိုဖြစ်သွားမှာလဲနည်းနည်းဝေးဝေးသွားမှာပေါ့နော်ဒီမှာကြည့်လို့ကောင်းသွားပြီကာလာတော့ကိုကြိုက်တဲ့ကာလာလေးယူပေါ့နော် Okay ဒီမှာဆိုတာပတ်တန်လေးရတယ်နော်အဲ့ပတ်တန်လေးကဘယ်လိုဖြစ်နေလဲဆိုတော့နည်းနည်းလှုပ်ရှားမှုမရှိဘူးလို့ထင်နေရတယ်ပေါ့နော်အဲ့တော့ပတ်တန်လေးကိုငါတို့ဘယ်လိုလုပ်ရင်ကောင်းမလဲကစားကြည့်ရင်ကောင်းမလားနော် Okay အဲ့တော့ဟိုပါလုံးလိုက်တဲ့အချိန်မှာပက်တင်ကိုငါတို့တွဲလောက်ပေးကြည့်ရော Okay ဒီမှာစိတ်လိုက်အဲ့ဒီမှာတင်လိုက်လို့ရှိရင်ကျဲ့သွားတယ်ပေါ့ဟုတ်လားနော်အဲလှုပ်ရှားမှုရှိသွားတယ်ပေါ့နော်အဲ့လိုမျိုးတော့ခံစားရတယ်နည်းနည်းများတယ်ပေါ့နော်တွဲလို့ပြလိုက်တာနည်းနည်းများသလိုခံစားတန်းလောက်ပြမယ်ဆိုရင်ဟော အဲ okay နည်းနည်းလေးပို့ပြီးတော့ဟာဖြစ်သွားတယ်ပေါ့နော်အဲ့လိုမျိုးပေါ့ပတ်တင်ပြေးလိုက်တဲ့အခါပတ်တင်ကိုနည်းနည်းကြီးလိုက်တဲ့အခါမှာဆိုလို့ရှိရင်နေရာပါရွှေ့သွားတယ်ပေါ့နော်အဲ့လိုမျိုးရှိโอเคဒါဆိုလို့ရှိရင်ငါတို့အဲဒီဒီပတ်တင်လေးကိုရှင်းတတ်ပြီနော်အဲဒီဘက်ကဟာလေးရလည်းအတူတူပါပဲသူ့ရဲ့ကလာလေးကိုပါလိုက်တာနော်ဟိုဘာတင်လိုက်တဲ့အချိန်မှာအကြောင်ဖြုတ်ရတယ်အကြောင်တင်းသွားတာပါ အဲ့အဲ့ဒါလေးရလေလုတ်ချင်ဒီလိုလောက်ရမှာဒီမှာ red button ဆိုပြီးတော့ဒီမှာ red 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 အဲ့ဒါ button ပေါ့နော် red button လို့ရေးလိုက်မယ်ပြီးလို့ရှိရင်အော်ဒီမှာဒီမှာ red လို့ရေးရအောင်နော် red 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 button red button ကကြာဘယ်လိုခေါ်မလဲ the background background အနေနဲ့ပေါ့နော် ဲ့တော့ဒီဟာလေးကိုငါတို့ပြန်ကူးလိုက်ပြန်ကူးပြီးတော့ဒီအောက်မှာခေါ်မယ်ခေါ်ပြီးတော့ဒီ hover ဆိုတဲ့နေရာလေးဖြတ်မယ်ဖြတ်ပြီးတော့ button ကပါလဲ red button မလား red btn ဒါမဲ့ဒီနေရာမှာသူကဘာဖြစ်မှာလဲအနီရောင်ဖြစ်မှာဟုတ်လား okay စစ်ကြည့်လိုက်မယ်အဲဒီမှာ red button ဒါမဲ့ red button ရဲ့ ဒီမှာဟွာကြီးကအဆင်မပြေဘူးနော်ဘော်ဒါကြီးကအဆင်မပြေဘူးအဘော်ဒါကြီးအဆင်ပြေဆိုဒီမှာအဲ့ဒီမှာ PDI ရယ် Okay အဲ့တော့ဘော်ဒါကိုငါတို့ဘာလုပ်ရမလဲဖြောက်လိုက်ရမလားဖြောက်လိုက်ရင်လည်းရတယ်နော်ဒီမှာဘော်ဒါကိုဖြောက်လိုက်ဒီမှာကျတော့ဒီ PDI မှာကျတော့ငါတို့ကတစ်ခါလေးတော့ရပါတယ်ဒီရပဲပြန်ကူးလိုက်မယ်နော်ဒီရကိုပြန်ကူးလိုက် ရားပဲပြန်ကုပြီးတော့ဒီမှာပြန်ထည့်လိုက်မယ်တော့ red button ပေါ့တော့ red button အဲ့မှာဘာလို့မှလဲအဖြူ border border ပါပြတော့နားထည့်လိုက်မယ် border နားထည့်လိုက်မယ် background ကဒီ color ကြီးเนาะ ကဒိုစီโอเค border ကိုဖျောက်လိုက်မယ် pattern left နဲ့ right ကဒါရတယ်အဆင်ပြေတယ်နောက်ဒီနေရာမှာလည်း pattern မကစားချင်မထည့်နဲ့เนาะ pattern မကစားချင်မထည့်နဲ့အဲ့တော့ကစားချင်မှာထည့်လိုက်အောင်ပဲမဟုတ်ရင်သူကဒီမှာ auto double ယူသားမှာလေ left နဲ့ right ဟုတ်တယ်မလားโอเคအဲ့ဒါဆိုဒီမှာတကယ်လို့ငါတို့ hover လုပ်လိုက်တဲ့အချိန်မှာဘာလို့ဖြစ်သွားမလဲ HUV ရ hover လုပ်လိုက်တဲ့အချိန်မှာ ဒီ white ကလည်းသူက white ကိုလည်းဒီမှာလာထည့်လိုက်မယ်လေဒီမှာလာထည့်လိုက်မှာပေါ့ဟုတ်လား color အဲ့တော့ button တိဆောက်လိုက်ခင်ရတခါတယ် background ကိုအနီပေးပြီးတော့ color ကို white ပြောင်းလိုက်မယ်ပြီးလို့ရှိရင် RGB ကဒီမှာဒီဒီကောင်းကနည်းနည်းလေးနေတယ်ရေနေတဲ့ဟာကိုအဲ့တော့ဘယ်လိုလုပ်မလဲအချောင်လေးဖြော့လိုက်မှာမလားဒီမှာမောက်တင်လိုက်တဲ့ချိန်မှာနေတယ်မဟုတ်ရင်ဖြော့နေတယ်ပေါ့အဲ့တော့ မောက်တင်မဒီမှာနှီးခိုင်းထားတယ်တော့မဟုတ်ရင်ဖြော့ဆိုတော့အဖြူရောင်ဘက်ကိုအောက်ကိုဆင်းလိုက်မယ်ဒီဘက်ကိုအဖြူရောင်ဘက်ကိုသွားလိုက်မယ်ဖောက်ပါလေးထားလိုက်မယ်အဟိုးပါလုံးလိုက်မှပဲဒီကောက်ကိုအကြောင်းလေးတင်းလိုက်တယ်ပေါ့နော်ဆေးလိုက်မယ် okay ဘာအဒီမှာနည်းနည်းလေးတော့တည်တာဆိုတော့နော် okay ဒီမှာအရင်မတည်တာဘူးဆိုလို့ရှိရင်ဒီလိုမျိုးလေးတော့ကြည့်လိုက်ပွားတာနော်ပွားလိုက်ဒီရလေးကိုတင်းကြည့်လိုက် โอเคเสร็จแล้วมั้ยอ่ะဒီမှာเนาะဖွားရတင်းโอเคဒီမှာ border မပေါဘူးလို့ထင် border ပါထည့်ခြင်းထည့်လိုက်ပါအဲ့ဒီမှာ border ကိုငါတို့နန်းလောက်ထားလို့လည်းလည်းရှုပ်ပေါက်နေပါเนาะအ border ကိုဒီအပေါ်ကကောင်းလည်းကြီးအောင် 2b8 ဒီပါထည့်လိုက်ပါเนาะ 2b8 solid ပါလေအဲအနည်းရင်ဒီ color နဲ့တူရမှာမလားအဲဒီ color နဲ့တူရမှာဆိုတော့ဒီ color ကိုဒီမှာကောက်ထည့်လိုက် ဒါပေမဲ့တခုရှိရာကဒီမှာငါတို့အောက်မှာဟိုဘာတင်လိုက်မယ်ဆိုရင်လေဒီဒီ border ဘာဘာဖြစ်လာမှာတော့အနီရောင်ဖြစ်လာမှာလေဒီအနီရင့်ရောင်ဖြစ်လာမှာလေဟုတ်တယ်မလားအဲ့တော့ဟိုဘာတင်လိုက်တဲ့ချိန်မှာ border ကိုလည်းငါတို့ကဘာလုပ်ရမလဲဒီခါလည်းပြောင်းရမှာပေါ့သူ့ရဲ့ color ကို 2BA solid ဒီမှာအဖြောနှစ်ခုဒီမှာအနီရင့်နှစ်ခုပြန်ပြောင်းရမှာပေါ့နော်โอเคအဲ့ဒီမှာဆိုလို့ရှိရင်ဘယ်လိုပြော အဲတင်လိုက်တဲ့ချိန်မှာအနီလေးပြဟုတ်လားโอเคအစအပြောတင်လိုက်ရင်အနီလေးဖြစ်သွားမယ်ဟုတ်ရနော်โอเคနောက်တစ်ခုရှိရာဒီကောင်ကကျတော့ online ပေါ်လာလိမ့်မယ်โอเคဒီမှာဘာရှိလဲဆိုလို့ရှိရင်ဒီမှာ link နေကိုလည်းငါတို့က button အနေနဲ့တုံးလို့ရတယ်နော်အဲတခါလဲကျွန်တော်ပြပြပြလိုက်ပါမယ်အချိန်ရလဲရသလောက်လေးပေါ့အဲ link နေတုံးပြမယ်ဆိုတော့ဒီမှာ a tag လေးတုံးပြမယ် a tag လေးကိုတုံးပြမယ် star sim ပဲ button လို့ရေးလိုက်မယ်ဗျာ link button လို့ရေးမပြတော့အဆိုင်ရပြန်လေး sim button ဒီအားမှာ link button နော် ptn okay အဲ့ link ကို button လို့ချိန်တယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲဒါဆိုရင် link button link button ဆိုတော့ဘယ်လိုဖြစ်သွားမလဲဒီက link တစ်ခုအနေနဲ့ထပ်လာမှာပေါ့နော်အဲ့ link link တစ်ခုအနေနဲ့ထပ်လာမှာပေါ့အဲ့တော့ဒီ link button ဒီမှာဒီမှာအပြာရောင်ဖြစ်နေတယ်ဗျာဟုတ်တယ်မလား အပြောင်ဖြစ်နေအပြောင်ဖြစ်နေရဆိုတော့အဲ့ဒါကိုငါတို့ပတ္တန်နေနဲ့ပြောင်းကြည့်ရင်ဘယ်လိုလုပ်မလဲဒီ A ကိုခေါ်လိုက်မယ်ကွာနော် A ကိုခေါ်လိုက်မယ်အဲ့ဒီတော့ A ကိုမခေါ်ဘဲဒီလိုလုပ်လို့ရတယ် class ကို alignK link btn လို့ရေးလိုက်မယ်နော် link btn လို့ရေးပြီးတော့ဒီမှာလှန့်ခေါ်တုံးလိုက်မယ်တော့ alignK link b d အဲဟုတ်လားအဲဒီမှာဆိုဘယ်လိုဖြစ်သွားမလဲနော်လင့်ပီတရားလိုရေးလိုက်ပြီအဲ့တော့အပေါ်ကကောင်ကအပေါ်ကကောင်လေးမြင်တယ်နော်ဘယ်လိုမှမဖြစ်သေးဘူးโอเคအဲ့တော့ငါတို့ဒီမှာလင့်ပီတရားမှာဆက်ရေးမယ်အဲ့တော့တက်ဒီကိုရေးရှင်း DHD တက်ဒီကိုရေးရှင်း အဲ့ဒါကိုနန်းလုတ်လိုက်မယ်ဆိုရင်ဘယ်လိုဖြစ်သွားမလဲဒီ underline လေးကပျောက်သွားလိမ့်မယ်စိတ်လိုက်မယ်နော် underline လေးပျောက်သွားအဲ့တော့ limit ptn ဆိုရဲကောင်ကပြရအောင်ဖြစ်နေအဲ့ဒါကိုငါတို့ကအဲ့တော့အကြောင်းတစ်ခုပြောင်းချင်တယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲ color ပြကြည့်လိုက် color black okay ဒီမှာတွေ့လားအပြောင်းလေးဖြစ်သွားเนาะအဲ့တော့အဲ့ဒါလေးကိုငါတို့က pattern တစ်ခုအနေနဲ့ပြောင်းချင်ရင်ဘယ်လိုလုပ်မလဲ ဒီလိုမျိုးပဲပေါ့နော်ဒီလိုမျိုးပဲတစ်ခါရထားတော့ coffee ကုပြီးတော့ကောက်ထည့်လိုက်အောင်ပေါ့ဟုတ်လားနော်ဒီဒီလိုဒါအောင်တခုကောက်ထည့်လိုက်အောင်ပေါ့ဒါမို့ရင်ဒီရအောင်ကောက်ထည့်လိုက်ပေါ့အဲ့ထားပါတော့ကျွန်တော်ဒီရအောင်ပဲကောက်ထည့်လိုက်မယ်နော်ဒီရအောင်ပဲကောက်ထည့်လိုက်ကောက်ထည့်လိုက်မယ်ဆိုတော့ဒီကာလာနေရာမှာတစ်ခါလေးဖြည့်လိုက်မယ်โอเคအဲ့ background ကို အနီးနှစ်ခုပေးလိုက်မယ်အနီးတော့မပေးတော့ဒီခါအပြာလေးပေးလိုက်မယ်အပြာလေးပေးလိုက်မယ်โอเคအဒီမှာအရောင်းတူရမှာဆိုဒီကောက်ကိုပဲကျွန်တော်ဆလက်ပြန်ပေးလိုက်မယ်နော်ကွထိုးစီကွထိုးပြီโอเคဒါဆိုအရောင်းကတူသွားပြီနော်တူပြီဆိုတော့ဒီမှာချစ်ကြည့်လိုက် မလင့်ဘတ်တန်ဒီကောင်ကဘာပဲဥစားနေလို့ထားတော့ကျွန်တော်တို့လင့်ချိန်ထားတာနော်လင့်တက်လေးကိုသုံးထားတာဒီမှာအဲဒီကောင်လေးကို Google နဲ့သွား Google ကိုသွားကြည့်ရင်ဘယ်လိုလုပ်မလဲ https ကိုယ့်ရဲ့ link url ကိုထည့်လိုက်မယ်အပြောချင်တာကျွန်တော် link တွေကိုလည်း button လိုမျိုးသုံးပြီးတော့အလားဆင်လို့ရတယ်ဆိုတော့ပြောချင်တာအဲဒီမှာဆိုရင်ကျွန်တော်တို့ဘာကိုသုံးထားလဲ A test ဆိုပြီးခေါ်ပြီးတော့အိုက်ကောင်ကိုဒီမှာသူက color တစ်ခုပေးပြီးဒီမှာခေါ်လိုက်တယ်ဒီမှာ link button ဆိုပြီးခေါ်ပြီးတော့ဒီမှာ lower တဲ့ CSS တွေဖြည့်လိုက်တယ်နောက်ဖြည့်ပြီးတော့ဒီမှာနှိပ်ကြည့်လိုက်မယ်နှိပ်ကြည့်တော့ Google ကိုရောက်တယ် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ pattern တွေလုံးကြီးကိုအလုံးပဲတိသွားရလို့မျှော်လင့်ပါတယ်နော် okay ပါနောက်ဗီဒီယိုလေးမှာပြန်လည်တွေ့ကြမှာအလုံးပဲပြပါမှာ